အသက်60ကျော်ရင်ဓာတ်ရည်မလုံးမိပါစေနဲ့အားလုံးပဲမင်္ဂလာပါ Dell Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသက်60ကျော်ရင်တတိထားသင့်တဲ့အရာတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အသက်60ပြည့်တဲ့အခါမှာသင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တချို့ကနောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာမှာသင်မလို့အိုမင်းလာမလဲဆိုတာအပေါ်တက်ရောက်မှုအကြီးကြီးရှိနေပါတယ် ဒါကြောင့်ဒီနေ့ဗီဒီယိုမှာလူတွေမသိပဲလုံမိနေပြီးနှလုံးဖောက်ခြင်း heart attack လေးဖြတ်ခြင်း stroke အုံနောက်ထိခိုက်ခြင်း dementia နဲ့ကင်ဆာရောဂါတွေအထိပါဖြစ်စေနေနိုင်တဲ့အမားတွေအကြောင်းကိုပြောပြပေးပါမယ်။တချို့နာတာရှည်ရောဂါတွေကဂျိုတင်ကောက်ွယ်လို့ရပါမယ်။ဖြစ်သွားတဲ့အခါမှာတော့ပြန်ကောင်းအောင်လုပ်ဖို့ကနောက်ကျသွားတတ်ပါတယ်။ဒါကြောင့်သင်အသက်က90ကျော်ဒါမှမဟုတ်40ကျော်ဖြစ်နေရင်တောင်မှနောက်မကျခင်မှာကိုယ်အမားတွေကိုပြင်သင့်ပါပြီ။ ဒီနေ့ပြောပြပေးမှာကတော့နံပါတ်၁ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပြီးကြော်ညာပေမဲ့ရှောင်ရှားတဲ့အာဟာရဖြစ်စာ nutrients တွေနဲ့အားစေ supplements တွေနံပါတ်၂လူအများစုအတွက်နေစဉ်စားသုံးပေးတဲ့အားစေတွေနဲ့တက်သေးပြအချက်အလက်တွေနံပါတ်၃နာတာရှည်ယောဂါတွေကိုတက်သားစေဖို့နဲ့အသက်အရွယ်အိုမင်းမှုကိုနှေးစေဖို့အတွက်လိုက်နာရမယ့်အရေးကြီးအချက်အလက်တွေ နံပါတ်၄နှလုံးယောဂကာကွယ်ဖို့အတွက်မဖြစ်မနေစစ်ကြည်တဲ့နဲ့အရေးကြီးတဲ့သွေးစင်နည်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒီတော့ပထမဆုံးရှောင်ရှားသင့်တဲ့အရာတွေအကြောင်းကိုစပြောပြပါမယ်။နံပါတ်၁ဗီတာမင် D သင်ဟာအသက်50ကျော်လာပြီဆိုရင်ပထမဆုံးအနေနဲ့ခန္ဓာကိုယ်ထဲမှာဗီတာမင် D မများအောင်တည်ထားရပါမယ်။ဗီတာမင် D ကကျွန်တော်တို့ကျန်းမာရေးအတွက်အရင်အရေးကြီးပေမဲ့ပိုများတိုင်းကောင်းတာတော့မဟုတ်ပါဘူး။ သူရေတနာတစ်ခုအရာဗီတာမင်ဒီပမာဏအရင်များနေရင်အရိုးအဆစ်လွဲတာကျိုးတာတွေဘုံဖရက်ရှာအဖြစ် လွဲသလိုဗီတာမင်ဒီနဲ့ကယ်စီယမ်တို့ကိုလိုတာထက်ပိုစားသုံးမိရင်ကြောက်ကပ်မှလည်းကြောက်တီနိုင်ခြေကီဒနီစတုန်းဖြစ်နိုင်ခြေပိုများပါတဲ့တင်တင်မြတာတဲ့ဗီတာမင်ဒီပမာဏကအသက်အရွယ်ကြီးလာချိန်မှာကျန်းမာရေးကောင်းမွန်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်အထူးသဖြင့်တော့ဗီတာမင်ဒီကရောင်ရမ်းမှု inflammation တွေကိုကြားစေတယ် ကိုခံအားဆိုင်ရာယောဂအော်တိုအင်မျိုးတွေကိုတတ်သားစေတဲ့ကင်ဆာကိုတော့ကာကွယ်ပေးနိုင်ပါတယ်။အမေရိကန်နိုင်ငံမှာလူဦးရေ40ရာခိုင်နှုန်းကဗီတာမင် D ဓာတ်ချို့တက်တယ်လို့လေလာသုံးသပ်ချက်တွေအရသိရပါတယ်။ဆေးကုမ္ပဏီတစ်ခုကမကြာသေးခင်ကထုတ်ပြန်ထားတဲ့ညွန်ကြားချက်တွေအရ85နှစ်အောက်လူကြီးတွေနဲ့ဗီတာမင် D ချို့တက်နိုင်တဲ့အနေရမရှိတဲ့သူတွေဟာခန္ဓာကိုယ်အတွင်းကဗီတာမင် D ပမာဏကိုစစ်ဆေးကြည့်ဖို့တောင်မလိုဘူးလို့ဆိုထားပါတယ်။ ဒါပေမဲ့ဗီတာမင်ဒီပမာဏအရန်မြင့်နေတာအရန်နှိမ့်တာမဖြေရအောင်လို့ပုံမှန်စစ်ကြည့်တာလောက်တော့လုံးသိနေလို့ထင်ပါတယ်အထူးသဖြင့်တနည်းကိုယူနစ်2000ထက်များတဲ့ပမာဏအများကြီးခနာကိုယ်တဲ့ရောက်နေတယ်ဆိုရင်ပိုတောင်စစ်ကြည့်ဖို့လိုအပ်ပါတယ်ကိုခံ အားဆိုင်ရာယောဂတွေကင်စာကာကွယ်ဖို့နဲ့တက်ကြီးအုံနောက်ပြတ်မှုဇမန်းရှားကိုကာကွယ်ဖို့အတွက်ဒီဆိုရင်တော့အဒီထက်ပိုများတဲ့ပမာဏတောင်လိုအပ်ပါသေးတယ်နံပါတ်2တန်တန်အာယုံ နောက်ထပ်လိုတာထက်ပိုမစားသုံးသိတဲ့ဓာတ်တစ်ခုကတော့တန်ဓာတ်ပါပင်ပန်းနွမ်းနေမှုနဲ့အားနည်းနေတာတွေအတွက်တန်ဓာတ်ကိုအလုံးအကျုံစားသုံးတတ်ကြပါတယ်တန်ဓာတ်ချိုတဲ့မှုနဲ့ဒရနယ်ယောဂအနီးမီးယားကြောင့်ပင်ပန်းနွမ်းနေနေတာဆိုရင်တော့အထောက်အကူဖြစ်ပေမဲ့ခန္ဓာကိုယ်ထဲမှာတန်ဓာတ်များသွားရင်ကိုယ်တွင်းအင်္ဂါတွေထဲမှာ စုပုံသွားပြီးနှလုံး heart အသည်၄ပါးနဲ့မုန်းချိုအိတ် pancreas တို့ကိုပြတ်စီစေနိုင်ပါတယ် တန်တက်များရင်ကိုကံအားဆက်နေအရေးပြကျမ်းမာရေးအတွက်မရှိမဖြစ်လိုအပ်ပြီးရောင်ရမ်းမှုတွေကိုကြားစေတဲ့ဇင်ပမာဏကိုလည်းရော့ချသွားစေပါတယ်။ဒါကြောင့်တန်တက်အားဖြင့်ဆေးတွေတောင်းမဲ့အစားအနီရောင်အသားအခွန်မာ9နဲ့ပဲနီလန်တေးစ် ကလဘဲရှစ်ပီးစ်စားတွေပဲတွေလိုမျိုး သဘာဝထွက်အစားအစာတွေကနေပဲတန်တက်ကိုရယူတာပိုကောင်းပါတယ်။နံပါတ်3ဗီတာမင် A သင်းရည်နေစဉ်ဗီတာမင်မျိုးစုံစားသုံးမှုမှာ ဗီတာမင် A တွေအများကြီးမစားသုံးမိနေစေဖို့လည်းတည်ထားရပါမယ်။ဗီတာမင် A များတဲ့အခါမှာအသည်းပြက်စီးနိုင်သလိုအရိုးကျန်းမာရေးကိုလည်းထိခိုက်နိုင်ပါတယ်။ဒါအပြင်အရေးပြားပြဿနာတွေလည်းဖြစ်စေနိုင်လို့ဗီတာမင် A ကိုအားစေးအနေနဲ့တောင်းပွင့်အစားတဘာဝထွက်အစားအစာတွေကနေပဲစားသုံးပေးပါဗီတာမင် A ကျွေဝတဲ့အစားအစာတွေကတော့ဆယ်မွန်ငါ၊တူနာငါလိုမျိုးအစီများတဲ့ငါတွေ၊ကစွန်းအို၊ sweet potatoes လိုမျို ဟင်းသီးဟင်းရွက်နဲ့တရက်သီးမန်းကို ဖရဲသီးဝါထမလွန်လိုမျိုးအတီးတွေပဲဖြစ်ပါတယ်။အခုဆက်ပြီးတော့လူအများစုမစားဖြစ်ကြပေမယ့်နေစဉ်သုံးစွဲပေးတဲ့အားစေးတွေကြောင့်ပျော်ပြပါမယ်။နံပါတ်၄စီလီယန်ဟက်စ်ပထမဆုံးတစ်ခုကတော့စီလီယန်ဟက်စ်ပါ။သူကအကျမ်းမာရေးအတွက်အရန်အထောက်အကူပြုပေမဲ့တိတ်နမဲမကြီးတဲ့ဈေးကောင်းတစ်ခုပါ။ ဒီဆေးကကိုလက်စထရောပမာဏကိုလျှော့ချပေးတယ်တွေးတွင်းတခြားဓာတ်ကို ပိုပြီးထိန်းချုပ်နိုင်တယ်လို့ဦးလန်းချောင်းကျန်းမာရေးအတွက်လည်းအထူးသင့်တော်ပါတယ်သုတေသနတစ်ခုအရာ အမြင့်တဲ့ fiber စားသုံးမှုများတဲ့သူကနည်းတဲ့သူထက်နှလုံးယောဂါနဲ့ဆက်ဆက်တဲ့အသက်ဆုံးရှုံးမှုတွေကိုဖြစ်စေတဲ့အကြောင်းအရင်းတွေ15ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းထိပိုလျော်နေပါတယ်ဓာတ်တွေအပြင်ရုတ်တရက်နှလုံးဖောက်ခြင်း heart attack လေးဖြတ်ခြင်း stroke အမျိုးအစားနှင့်စီဂျိုယောဂတိုက်တူးတရားဘီတီစ်နဲ့ဥမာကြီးကင်ဆာကိုလိုရက်တယ်ကင်ဆာဖြစ်ပွားမှုကိုလည်းလျှော့ချပေးတယ်လို့သိရပါတယ်စီလီယန်ဟက်စမာပါဝင်တဲ့စီလီယန်ဓာတ်ကအင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းမရှိတဲ့အခြေအနေအင်ဆူလင်ရက်စစ်တန့်ကိုတတ်တာစေပြီးတွေးဖိအားအပေါ်သွေးတွေးတွင်းတခြားဓာတ်နဲ့ LDL ကိုလက်စထရောတို့ကို ထိန်းညှိပေးပါတယ်။စီလီယန်ဟက်စ်ရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ဒီဆေးကပရိုဘိုင်အိုတစ်ဖြစ်တဲ့အတွက် ဥဝတ်တွင်းကအကျိုးပြုနေတဲ့ဗဒီရီယာတွေကိုအာဟာရဖြစ်စေတဲ့အမြင့်တက်တစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ဥလန်းချောင်းကျမ်းမာရေးကိုကောင်းစေပြီးနှလုံးကျန်းမာရေးကိုတိုးတက်စေပြီးရောင်ရမ်းမှုတွေကိုလည်းကြားစေပါတယ်။နံပါတ်2မက္ဂနီဆီယံလူတော်တော်များများမသိကြလို့ပိုပြီးအသည့်ပေးတဲ့နောက်ထပ်အားစေးတစ်မျိုးကတော့မက္ဂနီဆီယံပါ။အမေရိကန်နိုင်ငံရဲ့လူဦးရေ45ရာခိုင်နှုန်းဟာ မဂနီဆီယံဓာတ်ချိုးတက်နေတယ်လို့ခန့်မှန်းထားကြပါတယ်မဂနီဆီယံရဲ့ကောင်းကျိုးတွေကတော့မဂနီဆီယံဟာအရိုးတွေကိုတန်မာစေတဲ့အရေးကြီးအင်ဇိုင်းတစ်ခုဖြစ်ပါတယ်နှလုံးကျန်းမာရေးဇီဝအတွင်းဖြစ်စဉ်မက်တာဘောလစင်နဲ့အိပ်ဆက်ချင်းတို့အတွက်အရေးကြီးပါတယ်အသက်အရွယ်အိုမင်းမှုကိုလည်းထိန်းထားနိုင်တယ်ကင်ဆာရောဂါကာကွယ်ရာမှာလည်းအရေးပါတဲ့ဓာတ်တမျိုးဖြစ်ပါတယ် ခန္ဓာကိုယ်အတွင်းမှာလုံလောက်တဲ့မဂနီဆီယမ်ဓာတ်ရှိနေဖို့လိုအပ်တဲ့နောက်အချက်တစ်ခုကတော့တက်ကြီးအုံနောက်ပြဲ့ယောဂါကိုကာကွယ်နိုင်တာပါနှလုံးယောဂါလိုပဲဒီယောဂါကလည်းအသက်40ကျော်50ကျော်လောက်ကတည်းကစဖြစ်တတ်တဲ့ယောဂါတစ်ခုပါဒီဖြစ်စဉ်မှာမဂနီဆီယမ်ကအရေးပါတဲ့ဂန္ဓာကပါဝင်နေပါတယ် စန္ဒလေးလာမှုတစ်ခုအရာ အစားအသောက်ထဲမှာတနည်းကိုမက္ဂနီဆီယမ်950မီလီဂရမ်လောက်အထိပါဝင်တာကတာမန်ပမာဏဖြစ်တဲ့350မီလီဂရမ်လောက်စားတဲ့သူထက်အုံနောက်အတွင်ကဂရေးမတာတီရှူဟစ်ပိုကမ်ပတ်စ်ပမာဏတို့ကိုပိုများစေတယ်လို့တွေးရှိထားပါတယ် ဒီအုံနောက်ကျမ်းမာရေးကွာခြားချက်ကအမျိုးသမီးထွေမှာပိုတိတာပါတယ်။ဒါကြောင့်ဒီစံသက်ချက်မှာပြင်းမြအားဖြင့်အသက်55နှစ်အရွယ်တည်းရဲ့အုံနောက်ပမာဏဒိုးများလာမှုကအုံနောက်အုံမင်းလာမှုတစ်နှစ်စာကိုရှော့ချနိုင်ပါတယ်။နောက်ထပ်လေ့လာချက်တစ်ခုမှာတော့အနည်းဆုံးမဂနီဆီယမ်196မီလီဂရမ်စားသုံးနေတဲ့သူတွေကအသက်အရွယ်မရွေးမှတက်ကြီးအုံနောက်ပြက်ယောဂဖြစ်ပွားမှုကို38ရာခိုင်နှုန်းရှော့ချပေးကြောင်းတွေ့ရပါတယ်။ မဂနီစီယံအဖြစ်စေစားရမှာလေမဂနီစီယံဂလိုက်ဆင်နိတ်တာရီမဂနီစီယံအောက်ဆိုက် L3O နိတ်ဆိုပြီးမျိုးစုံရှိတဲ့အတွက်မှန်ကန်တဲ့မဂနီစီယံအမျိုးအစားဖြစ်ဖို့လိုပါသေးတယ်အသက်အရွယ်ကြီးပြင်းလာတဲ့အချိန်မှာဘလို့ကောင်းမွန်စွာပြောင်းလဲလာမလဲဆိုတာကို ဆုံးဖြတ်ပေးတဲ့အချက်က အားသေးတွေအပြင်အိပ်ရေးဝါအောင်အိပ်ချင်းလည်းပါပါတယ်အိပ်ဆက်ချင်းကကျွန်တော်တို့ကိုဒုက္ခပေးနေတဲ့နှလုံးရောဂါ လေးဖြတ်ယောဂစီဂျိုယောဂနဲ့ကင်းစာယောဂတွေလို နာတာရှေယောဂတွေဖြစ်ပွားမှုပေါ်တိုက်ရိုက်တက်ရောက်မှုရှိပါတယ်အသက်ကြီးလာတာနဲ့အမျှအိပ်စက်မှုအရေးအသွေးကတဖြည်းဖြည်းကျလာပြီးအသက်50ကျော်သူတွေမှာအားဖြည့်ဖို့အပန်းပြေဖို့အတွက်အိပ်စက်နိုင်တာမျိုးသိမ့်မရှိတော့ပါဘူးအိမ်ရှင်ယောလာခြင်းကမှတ်ညံပြက်စီးမှုနဲ့အများကြီးဆက်ဆက်နေပြီး အကျိုးစရာယောဂါအဲဇိုင်းမားလိုမျိုးအုံနာကိုထိခိုက်တဲ့ယောဂါတွေဖြစ်နိုင်ခြေပိုများစေပါတယ်။အေးရေးမဝခြင်းက ပိုးကူးစမ်းမှု infection တွေကို တိုက်ထုတ်ပေးတဲ့ကင်ဆာယောဂါကိုခြေဆုံးကနေကာကွယ်ပေးနိုင်တဲ့ကိုယ်ခံအားစနစ်ကိုလည်းအားနည်းစေပါတယ်။ဒါတွေအပြင်အေးရေးမဝမှုကြောင့်ဇီဝဖြစ်စဉ်ပြဿနာတွေဖြစ်လာရင်လည်းကိုယ်အလေးချိန်တက်တာဇီးကျိုးနှလုံးသွေးတို့လေးဖြတ်ယောဂါဝင်တာတွေဖြစ်လာနိုင်ပါတယ်။ ။ဒါကြောင့်ကောင်းမွန်စွာမအိပ်ဆက်နိုင်ရင် အကြောင်းအရင်းကိုရှာပြီးနောက်မကျခင်မှာပြင်ဆင်နိုင်ဖို့လိုအပ်ပါတယ်။အိပ်ဆက်မှုအရေးအသွေးကိုကောင်းမွန်စေတဲ့အချက်တွေကတော့အိပ်ဆက်တဲ့အခါမှာနေတိုင်းအချိန်မှန်အိပ်အချိန်မှန်ထတာကအကောင်းဆုံးအလေးအကျင့်တစ်ခုပါပဲ။နောက်ပြီးတော့အိပ်ရာမဝင်ခင်၈နာရီကနေ10နာရီအတွင်းကိုကဖင်းတွေရှောင်ထားသင့်ပါတယ်။ညနေပိုင်းမှာကော်ဖီတောက်တဲ့သူတွေအထက် ဒီကဖင်းတက်ကအိပ်ပျော်ဖို့ကို အနောက်အရှက်မဖြစ်ရင်တော့အိပ်ဆက်မှုအရေးအသွေးကိုတော့ထိခိုက်စေပါတယ်။အိပ်ရမဝင်ခင်မှာအရက်လည်းမတောက်သင့်ပါဘူး။ညပိုင်းတွေမှာအရက်တောက်တဲ့သူတွေက အပန်းပြေသွားတယ်လို့ထင်ကြပေမဲ့အုံနောက်ကို အနာပေးပြီးမျက်ညံတွေကိုတိမ့်စီပေးတဲ့ RAM လို့ခေါ်တဲ့နှိမ့်ချိုက်စွာ အိပ်ဆက်မှုအခြေအနေကိုတော့မရောက်နိုင်တော့ပါဘူး။နှိမ့်ချိုက်စွာအိပ်ပျော်စေတဲ့နောက်ထပ်နည်းတစ်ခုကတော့မအိပ်ခင်မှာရေနွေးနဲ့စိန်ချိုးတာပါပဲ။ ရေချိုးပြီးထွက်လာတဲ့အချိန်မှာခနာကိုကအပူချိန်ကျသွားတဲ့အခြေအနေကအိပ်ပျော်တဲ့အချိန်မှာတဘာဝအလျောက်ခနာကိုအပူချိန်ကျသွားတာနဲ့အတူတူပါပဲဒါကြောင့်ခနာကိုကပင်ပန်းမှုတွေပြေလျော့သွားပြီးခနာလေးနဲ့အိပ်ပျော်သွားစေနိုင်တာပါ နောက်ထပ်တစ်နည်းကတော့အချိန်မှန်သင့်တင့်နဲ့နေရောင်ထိတွေ့မှုခံယူဖို့ပါပဲနေရောင်ကြီးကအိတ်ဆက်နိုးထမှု စီးချက်စကယ်ဒီယန်ရက်သန်ကိုပုံမကောင်းမွန်စေလို့မနေ့အိယာကနိုးပြီးနာယီဝက်အတွင်းမှာ နေရောင်ခြေဓာတ်ကို10မိနစ်ကနေ15မိနစ်လောက်ထိခံယူသင့်ပါတယ်။ဒီသဘာဝအလင်းရောင်ကတော့သင်တနစ်တာကိုပို့ပြီးခွန်အားဖြင့်စတင်ဖို့အတွက်အချက်ပြပေးသလိုဒီလိုထိတွေ့ပြီး15နာရီအကြာမှာပြန်အိပ်ပျော်သွားအောင်လေသင်ခန္ဓာကိုယ်ကို အချိန်တတ်မှတ်ပေးပါသေးတယ်။အရေးကောင်းကောင်းဝါစေဖို့အတွက်အရေးကြီးဆုံးနောက်တစ်ချက်ကတော့တနေ့မှာနာရီဝက်လောက်လေ့ကျင့်ခန်းလုပ်ဖို့ပါ။ ဘလို့လိချင်းကမ်းမျိုးပဲဖြစ်ဖြစ်အိယာထားပြီးနှစ်နာရီနဲ့သုံးနာရီကြာမှလုတ်ပေးသင့်ပါတယ်အခုဆက်ပြီးတော့ဘသူမစိုးဘဝမှာတခါတော့စစ်ဆေးကြည့်တဲ့တွေးစစ်မှုတစ်ခုအကြောင်းကိုပြောပြပါမယ်ဒါကတော့တွေးထဲမှာကိုလက်စထရောကိုတည်ဆောင်ပေးတဲ့အစိနဲ့ပရိုတင်းဖြစ်တဲ့ လိုက်ပိုပရိုတင်း A သို့မဟုတ် LPA ကိုစစ်ဆေးတာပါဒီမော်လီကျူးဟာအသက်အရမ်းမကြီးသေးချိန်မှာတော့နှလုံးဖောက်တာနဲ့လေဖြတ်တာတို့ကိုဖြစ်နိုင်ခြေသုံးစားအထိတိုးပြစ်နိုင်ပါတယ်ဇီဂျိုယောဂါစလိတ်တောက်တာနဲ့တွေးတိုးယောဂါမရှိတဲ့လူငယ်တွေမှာနှလုံးဖောက်တာတွေမြင်ရတာကအဲ့ဒီသူတွေရဲ့ LPA ပမာဏကမြင့်နေလို့ဖြစ်နိုင်ပါတယ်ဒါကမျိုးရိုးလိုက်တဲ့အခြေအနေတစ်ခုဖြစ်ပြီးအမေရိကန်လူမျိုး9ယောက်မှတစ်ယောက်ကဒီလိုဖြစ်တတ်ပြီး သိမ်းမှာလဲ LPA ပမာဏမြင်းနေနိုင်ခြေ20ရာခိုင်နှုန်းရှိပါတယ်။ LPA ပမာဏမြင်းနေရင်ကြွေးကြောထဲမှာအဆီတွေကိုလက်စထရောတွေကပ်လာပြီးကြွေးကြောတွေပိတ်သွားနိုင်ပါတယ်။ဒါအပြင်နှလုံးပင်မအခမ်းနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုချိတ်ဆက်ပြီးတဲ့နှလုံးအဆုတ်ရှင်ကျင်းသွားပြီးတွေးကြောမှကြီးကျင်းတဲ့ယောဂ aortic stenosis ဖြစ်သွားနိုင်ပါတယ်ဒီလိုအခြေအနေကနေနှလုံးပြက်စီးမှုပါဖြစ်နိုင်တာမို့လို့အချိန်မနှောင်းခင် တွေးတဲ့က LBA ပမာဏကိုစစ်ဆေးထားကြည့်သင့်ပါတယ်။သင်မှာနောက်ဆက်တွဲလက္ခဏာတွေဖြစ်လာနိုင်ခြင်းရှိနေတယ်ဆိုရင်ပျက်စီးမှုတွေမဖြစ်ခင်မှာကြိုတင်ကာကွယ်လို့ရမှာပါ။အခုလက်ရှိမှာ LBA ပမာဏများနေတာကိုကုသနည်းမရှိသေးပေမဲ့နှလုံးရောဂါမဖြစ်လောက်အောင်အန္တရာယ်များတဲ့အချက်တွေကိုအထူးဂရုစိုက်ပြီးရှောင်ကျဉ်ရမှာပါ။သတင်းကောင်းတစ်ခုကတော့ LBA ပမာဏကိုလျှော့ချဖို့အတွက်ဆေးတွေကို အခုအချိန်မှာစမ်းသပ်နေပြီဖြစ်ပြီး ဒီနေ့ထဲမှာတော့နောက်ဆုံးစံသတ်မှုလုတ်ဖြစ်တော့မှာပါ။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့အသက်50ကျော်ရင်တတိထားသိတဲ့အရာတွေအကြောင်းကို ကျမ်းမာရေးဗဟုသုတသိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှာလည်းလူချင်းမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဗဟုသုတရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Damn Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါဦးခင်ဗျာ။ ကျွန်တော်တို့ရဲ့ American Message Channel မှာတင်ဆက်ပေးနေသော ကျမ်းမာရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တီးကြမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေလာမှတ်သားနိုင်ပါတဲ့ Dan Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ